လိုက်ပါပြီလိုက်ပါပြီရှင်ဟုတ်သားစပြီနော်မင်္ဂလာပါအလဘမင်္ဂလာပါအာသူဇာရဲ့အခုစတဲ့9 day good luck challenge ကသုံးရမြောက်ကုန်နော်အခုလိုမျိုးပါဝင်ပေးတယ်မတ်တွေလည်းအများကြီးကျေးဇူးတင်တယ်လို့ယေရှုပြောချင်ပါတယ် ားလုံးပဲမင်္ဂလာပါသူတို့ page အသေးသေးမှာရှိတဲ့ follower မိတ်ဆွေများအားလုံးမင်္ဂလာပါလို့အာနှုတ်ဆက်ပါတယ်ဒီမှာနှစ်သိနှစ်သိတဲ့ဘယ်နဲ့ရလဲလေးရမျက်လည်းရှိပြီဖြစ်နေတဲ့ဖြစ်တဲ့အတွက်ကြောင့်စိတ်အချမ်းသာချေကိုအချမ်းသာချေနေပြည့်စုံပါစေလို့ယေရှုဆုတောင်းပေးပါတယ်အာသူစား9 day ကိုလိုက်လို့ရတဲ့ရည်ချက်ကတော့ပေါ့နော်အခုလိုမျိုးမိတ်ဆွေတွေစိတ်ဝင်စားတဲ့ဒီလုပ်ငန်းစိတ်ဝင်စားတဲ့အာတချို့တွေကလည်းအလုပ်တစ်ဖက်နဲ့လုပ်နေတဲ့လူတွေကလည်းဘလို့လုပ်ပြီးတော့ပေါ့နော်လက်ရှိအလုပ်နဲ့ တွဲပြီးတော့လုတ်ကင်ကြတယ်လဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့အတွက်ကတော့ pipe of view တွေကိုသိချင်လို့အာဒီလိုမျိုး light challenge လေးကိုလုတ်ချင်ဖြစ်တာပေါ့နော်အဓိကတော့ဒီလိုဘာကြောင့်ဆိုတဲ့အရာပဲတိကမေးပြီးတော့အာလုတ်သွားချင်ဖြစ်တာပေါ့နော်အဲ့ကြောင့်ဒီနေ့ဆိုရင်လည်းမတွေ့နေဒီလိုမျိုးပဲအာဒီဘာကြောင့်လုတ်ကင်တယ်လဲဒီလုတ်ငါလုတ်ကင်ပြီးတော့ပေါ့နော်ကိုကြိုက်တဲ့အရာတွေကဘာလဲဘာကြောင့်ကြိုက်တာလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ဒီနေ့မေးသွားပြီးမှဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဒီရက် live interview လေးကိုအဆုံးထိကြည့်ပေးဖို့တွေ့လဲအရင်ဆုံးတောင်းဆိုပါတယ် မိတ်ဆက်ပေးရမယ်ဆိုရင်ဒါကျမနာမည်အရသူဇော်ဝေးဖြစ်ပါတယ်အခုလက်ရှိစင်ကာပူမှာအာ full time လို့တစ်ဖက်နဲ့ဒီ digital business ကိုတော့ plan ပြင်နေနေလွတ်ကန်နေတာဖြစ်ပါတယ်အမရေမိတ်ဆက်ပေးပါဦးဟုတ်ကဲ့ပါအားလုံးပဲမိတ်ပါပါ အဲကျမတို့ညီညီမနေ့ရောက်ကြတော့ဒီတဝက်တို့ live မှာဆိုလို့ရှိတော့အဲဒါစုပ်ဘူးတယ်ပေါ့နော်။ဒါပေမဲ့ကျမတို့တွေကကြတော့ကိုယ့်ရဲ့ဝိုင်းကို မပြောမဖြစ်မပြောဖြစ်တာမြင်ရတယ်ပေါ့နော်။အဲအခုချိန်မှာကြတော့မသူစာရဲ့ night game မှာဆိုလို့ရှိတော့ကိုယ့်ရဲ့ဝိုင်းကိုပြန်ပြီးတော့ပြောရမှာ share လို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ပြောလဲပြုံမိတာပေါ့နော်။ဒါလည်းပဲအလေးပဲမင်္ဂလာပါ။ကျမကြတော့လဲလဲဆက်ဖြစ်ပါတယ်။နေနေတိုင်းတိုင်းတဝက်မျိုးမှာမိသားစုနဲ့တူနေထိုင်ပြီးတော့ဒီ digital business ကို တခြားလောက်တခုနဲ့တွက်ဖက်လောက်နိုင်နေတဲ့တရားဖြစ်တယ်လို့ဒီစီးပွားရေးကိုစိတ်ဝင်စားပြီးတော့ဝင်လာတဲ့သူတွေလည်းကိုကြီးလည်းတွက်ပြီးနေတယ်တရားလည်းဖြစ်ပါတယ်ကျေးဇူးပါကဲပါခလိုမြတ်အမိတ်ဆက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အမိတ်ဆက်ကဏ္ဍပြီးဆိုတော့မြတ်ဘူးပေါ့နော် wine deal အာအမဆိုလို့ရှိရင်လည်းအခုဆိုရင်ပေါ့နော်ဒဝဲမှာနေတယ်ဒဝဲမှာတော်တော်များများဆိုလို့ရှိရင်ဒီလိုမျိုး online စီးပွဲလုပ်ငန်းကိုတပွားချာနှက်တဲ့လူရှားတာပေါ့နော်အဓိကကတော့ သူများပတ်ဝန်းကျင်အဝေးဖတ်ပါတယ်ကိုယ့်ရမိသားစုတွေသဘောမတူတာများတာပေါ့နော်ပြီးလို့ရှိရင်တော့ပဲဆိုတော့အာစီပွဲလုပ်ငန်းလည်းတခြားနေရာတွေနဲ့စီပွဲလုပ်ငန်းတွေမတူအဲ့ဒါတွေလည်းရှိတယ်ရေနာစိတ်ကမ်းတွေအာရေအဲ့လိုပေါ့နော်သင်ဘောတွေပါတယ်အဲ့လိုတွေဥယျချမ်းတွေအဲ့လိုတွေမျိုးမျိုးပေါ့နော်စီပွဲလုပ်ငန်းတွေအထက်မြန်မာပြည်ကနေနည်းနည်းလေးကွာချောင်းမှုတွေတော့ရှိတော့ပေါ့နော်ဒါမဲ့ဘယ်လိုပဲဖြစ်ပေါ့နော်ဒီလိုမျိုးအလုပ်ရှိလေးအတန်းနေပေါ့နော်ဘာဖြစ်လို့ ဒီစီဝိုင်းလုပ်ငန်းကိုဒီ digital business ကိုရွေးချယ်တယ်လေလူတိုင်းလူတိုင်းကအလုပ်တစ်ခုရှိလို့ရှိရင်နောက်ထပ်အလုပ်တစ်ခုရွေးချယ်ဖို့အရန်ခက်တယ်ပေါ့နော်မှနေနေပဲအချက်တွေကိုအတဘောကြာနေတဲ့ရတော့ပေါ့နော်ဒီလိုမျိုးဒီအလုပ်ကိုလုပ်ကင်ဖြစ်သွားတယ်လေဆိုရအမရ point လေးလည်းနည်းနည်းလေး share ပေးပါဦးမရေဟုတ်ကဲ့ပါရှင်အဟုတ်တယ်ပေါ့နော်ကျွန်မကအအရန်ဆိုလို့ရှိရတော့ဒီဟိုဟာ full time အလုပ်ရှိတယ် ူထိုင်လောက်ရှိတယ်ဆိုတော့အဲ့ဒီဘူထိုင်လောက်တည်းကနေရှိကိုကစီပွားရေးတစ်ခုတော့လောက်ချစ်တယ်ဒါပေမဲ့စီပွားရေးအကြောင်းစဉ်းစားလိုက်ပြန်ဆိုလို့ရှိရင်တော့ကလည်းအာဘာမှတတ်တယ်မဟုတ်ဘူးပေါ့နော်ပြီးလို့ရှိရင်ဘာ background မလေးမရှိဘူးစီးပွားရေး background မလေးမရှိဘူးပြီးလို့ရှိရင်ရင်းနှီးငွေကလည်းအများကြီးကိုလိုတယ်တခြားပေါ့နော်နေရာထိုင်ခင်းပြေစဲခဲတင်ကအစအကုန်လုံးကိုကိုကအာလိုင်းလုံးရအောင်မယ်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့အဲ save စဉ်းစားပြီးလို့ရှိရင် ဒီလိုဟာလေးတွေးလိုက်တဲ့ခါကျတော့ကိုကကြောက်တယ်ပေါ့နော်အာဒီလိုစီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ကိုကငါကအောင်မြင်နိုင်ပါမလားပေါ့နော် offline မှာဆိုလို့ရှိရင်အောင်မြင်နိုင်ပါမလားပြီးလို့ရှိရင်အခုကလက်ရှိကလည်းကိုကဒီ full time လုပ်နေတဲ့ခါမှာဆိုလို့ရှိရင်ကိုရဲ့အလုပ်ကလည်းအဲဘယ်လိုပြောမလဲဆိုတော့လောက်ကွေးကိုကလာဆိုင်ရတယ်လာဆိုင်ရတဲ့ခါမှဆိုလို့ရှိရင်ကြားတယ်အလုပ်ကိုမှပိတ်ပိုက်မတွေးတဲ့ခါမှဆိုလို့ရှိရင်ကြားတယ်အလုပ်ကိုကစိတ်ဝင်စားမှုကနည်းတာပေါ့နော်ပြီးလို့ရှိရင်ကိုရဲ့ idea ကလည်း အဲဒီ plan b တွေပါလေဆိုတဲ့ဟာလေအတွေးမရှိတာလည်းပါတာပေါ့တွေးမရှိတာလည်းပါတယ်အဲလိုပုံစံနဲ့ကြည်လည်လာခဲ့အောင်ပါဆိုလို့ရှိရင်စီးပွားရေးလည်းမလုပ်ဖြစ်ဘူးနောက်တစ်ခုကကျွန်တော်ဝီချီပိုင်းဆိုင်ရာအများကြီးတွေ့ရကြောင်းလည်းပါတာပေါ့နော်ပြန်မဒီ offline စီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်လည်းဝီချီရင်းနှီးတွေကအများကြီးကိုလိုအပ်တာဖြစ်တယ်အဲလိုပုံစံနဲ့နေလာတဲ့ချိန်ကျတော့ကျွန်မဒီအဲကိုကစဲတော့စဉ်းစားနေတယ် မလုတ်ဖြစ်ပဲနဲ့ online ပုံမှာအခုလိုမျိုးညဉ့်ညလေးတခုတွေးတာပေါ့နော်ညဉ့်ညလေးတခုတွေးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အဲကိုစိတ်ဝင်စားသွားတယ်စိတ်ဝင်စားရတဲ့သွားရတဲ့အကြောင်းရင်းကလည်းအဲကိုရဲ့ full time ကကြောင့်နော်နားလိုက်တဲ့ခါမှာဆိုလို့ရှိရင်အဲကိုကအော်ငါမှာပေါ့ပေါ့နော် plan B မရှိတဲ့အတွက်ကြောင့်မို့လို့ဝင်ဝင်ဆိုတဲ့ဟာမရှိတော့ဘူးတကယ်ဆိုလို့ရှိရင်ကိုကလုံးတစ်ခုရှိတဲ့အခါကျတော့တခုကိုနားလိုက်တဲ့ဆိုလို့ရှိရင်ကျတော့လုံးတစ်ခုကလေနေတဲ့အတွက်ကြောင့်မို့လို့သူကလည်းသူအစစ်ပြေတယ်ပေါ့နော်ဝင်ဝင်ကရှိတယ် အင်းအကိုရဝင်ဝင်နဲ့ကိုရတ်တိလာတဲ့တရားကဝင်မရှိတဲ့ခါကျတော့လည်းဒီ pressure ကိုရတယ်တနေ့လုံးဘာတွေလောက်ကန်ရမလဲအဲဘလို့ဘလို့မျိုးလောက်ရင်စစ်ပြမလဲဆိုတဲ့အတွေးရကြတော့အယူသေးအမြဲရှိတာပေါ့နော်နောက်တစ်ခုကကျတော့အာ stream ရတဲ့အရာတွေလည်းမလုပ်ချင်တော့ဘူးဆိုတဲ့ခါကျတော့ဒီ online စီးပွားရေးကိုစပြီးတော့တွေးတာနဲ့အဲစိတ်ဝင်စားမှာလည်းစိတ်ဝင်စားမှုရှိပေါ့နော် အာပါရမဦးဆုံးပါရမဆင်းနေတဲ့ခါကျတော့ free လေးလာတယ်ပေါ့ ဖလီလေးလာတဲ့အစဲမှာသူကကြတော့တကယ်ကိုဒီတေးသိချင်တယ်ဆိုလို့ရှိရင်တော့ကိုကဒုတိယအစဲနေလို့ကိုထပ်ပြီးတော့ဝါဖုန်းနဲ့ပဲအရှင်လေးလာရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဝါဖုန်းနိုင်သွဲတဲ့အခါမှာဆိုလို့ရှိရင်ကိုရဲ့စိတ်ကအာကိုရဲ့ဒီငွေကြေးဝါဖုန်းနိုင်ဆိုတဲ့ဟာကြတော့ကျွန်တော်စလုပ်တဲ့ချိန်ဆိုလို့ရှိရင်ပေါ့အာငွေဈေးကအလောက်ကြီးမရှိတဲ့အခါမှာဆိုလို့ရှိရင်ပေါ့မရှိပေမဲ့လေသူဟာလေသူကကျွန်တော်တာကိုရှိတာပဲနော်ငွေကြေးပိုင်းဆိုင်ရာကကျွန်တော်သူကလေတာကိုရှိတယ်ဒါပေမဲ့လေအရင်ကကျွန်မဒီ online ပေါ်မှာပေါ့နော် အာရင်းနှီးမြှုပ်နှံမှုတစ်ခုကိုလုပ်ဘူးတယ်ဒါကလည်းနေကျင်လေးပေါ့အဲ့လိုလုပ်ဘူးတဲ့အချိန်မှာဆိုလို့ရှိရောသူတို့တွေကပြောတာပေါ့အဲနေတဆရေးတယ်ဆိုလို့ရှိရင်ပုံစံပြရရမယ်ဒါဆိုလို့ရှိရင်ငါလည်းလုံမရှိတာလေအဲနည်းနည်းလေးထဲဝယ်ကြည့်မယ်ပေါ့ထဲဝယ်ကြည့်မယ်အဲကိုကိုယ်တိုင်လည်းကြိုးစားချင်စိမ်မရှိတာလည်းပါတာပေါ့နော်အလကားရတဲ့ငွေပဲလုပ်ချင်တဲ့အခါကျတော့ကိုယ့်ရဲ့ငွေကထည့်ပြတာလည်းဘယ်တော့မှမကြောက်ဘူး အာတပြတဲ့ချာမှာအတိုးဆိုတဲ့ဟာလည်းတရားမမရရှိဘူးပေါ့နော်အဲ့ဒီကောင်ကို social ပါတယ် social သွားတဲ့အတွက်ကြောင့်အဲ့ဒီအတွေးကလည်းကိုယ့်ရဲ့စိတ်မှာရှိတာပေါ့နော်စိတ်ရှိတဲ့ကောင်မှဆိုလို့ရှိရင် online လို့ကိုနေနေရဲသားနေအာဒီဟာကိုစိတ်ဝင်စားနေဆိုပေမဲ့လည်းအာဒီဟာလည်းအရင်လိုပဲတော့ကြလေးရပဲဖြစ်ခဲ့ဆိုလို့ရှိရင်ဒုက္ခပဲဆိုတဲ့အတွေးကကျွန်တော်ဝင်မိတာပေါ့နော်ဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်အာတို့တို့တစ်ခါတည်းကစားစိတ်ကြည့်လိုက်တဲ့အခါကျတော့တို့တွေကတို့ရဲ့ background နဲ့ ဟာလောကကိုဒီ social media တောက်ပြီးလို့ရှိရေကြောင်ညာထားတာဖြစ်တယ်ပေါ့နော်ကြောင်ညာထားတာဖြစ်တယ်တို့ရဲ့မိသားစုပုံတွေအားစားအကုန်လုံးပါတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့ဒါတော့အော်မိသားစုတစ်ခုလုံးတော့မှသူကဝင်ကြည့်လို့တယ်ဆိုလို့ရှိတာမှရောင်းစားမှမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့မိသားစုတော့ရောင်းစားမှမဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ်ဒီ149ဒေါ်လာဆိုတဲ့ဟာလေးကကိုယ့်အတွက်ကကြောင့်တော့အာပိုက်ဆံမရှိဘူးဆိုပေမဲ့တော့ဟိုဘယ်လိုပြောမလဲဆိုတော့မွဲသွားတဲ့အချိန်တွေတော့ မဟုတ်သေးဘူးပေါ့နော်140ခု dollar ဆုံးရှုံးသွားလဲအတွက်ကကြောင့်တော့ဟိုဝဲသွားတဲ့အချိန်မှာဟုတ်တဲ့အတွက်ကြောင့်လို့140ခု dollar သက်ပြီးလို့ရှိရင်လေးလာမယ်တကယ်လို့ဒီဟာလဲ skip ဖြစ်တယ်ဆိုလို့ရှိရင်လို့ fan လဲလောက်ရမရောက်ဘူးဆိုလို့ရှိတော့နောက်ပိုင်းဒီ online စီးပွားရေးဆိုတဲ့ဟာလေးတခုမှစိတ်မဝင်စားတော့ဘူးဆိုတော့အဲ့ဒီအတွင်းနဲ့ပေါ့နော်အာဒေးစိတ်ဝင်လေးလာခဲ့တယ်ဝင်လေးလာနိုင်တဲ့အချိန်မှာပဲ ကျွန်တော်တို့လိုချင်တဲ့အချက်တွေအများကြီးတွေးရတာဖြစ်ရပါတော့ဒီထက်မှဆိုလို့ရှိရင်ဒီ business owner တွေကကြတော့အာအများကြီးကိုဝယ်ငွေတွေသူတို့ရဲ့ဝယ်ငွေတွေကလည်းအများကြီးကိုကောင်းနေတာတွေးရတယ်ပေါ့နော်ဝယ်ငွေလည်းကောင်းတယ်လို့ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော် system အားလည်းကောင်းတာဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့လည်းတွဲတဲ့ company ကလည်းကျွန်တော်တို့စဝယ်တဲ့ချိန်အားဆိုလို့ရှိရင်လိစက်ရှင်နဲ့တက်တာပေါ့နော်လိစက်ရှင်နဲ့တက်တာအာနိုင်ငံပေါင်းကလည်းအာ20ကျော်ပေါ့နော်20ကျော်မှာဆို ရှင်အဲ့လိုပုံစံနဲ့ဒီရှင်တဲ့ခါမှာလောက်အောင်ဖြစ်ပြီးဖြစ်တဲ့ဆိုတဲ့အကြောင်းရယ်ဒီရှင်လိုက်ရတယ်တကောကကျတော့ system ပါတယ်အတူအကြောင်းမဟုတ်ဘူးเนาะလောက်အောင်ကို strain မပါဘူး free style အဲရောင်းတဲ့နေရာမှာအာကိုကဒီစီးပွားရေးလည်းပါလို့ရတယ်အဲဘယ်နေရာသွားသွားပါသဲသွားလို့ရတယ်အဲ့လိုပုံစံမျိုးပါဒီ traditional business ဆိုလို့ရှိရင်ကိုသွားတယ်ဆိုချင်းဥထားခဲ့ရတာပြီးလို့ရှိရင်ကိုကဖိတ်ထားရမှာပေါ့နော်ဖိတ်ထားတဲ့ဆိုချင်းကိုမှမလဲနိုင်သေးဘူးကိုယ်တိုင်မပါဝင်နိုင်သေးဘူးဆိုလို့ရှိရင် ဒါလောက်ကိုပဲ device ဆိုင်ရောပေးရရှိမှာမဟုတ်ဘူးเนาะဒါပေမဲ့ဒီ digital business မှာဆိုရှိပေါ့အရေးဆိုရလဲသူကသူလင်းဘယ်ဝင်ဒီလောက်ဆောင်ရရတယ်နောက်တစ်ခုက lower stream မရှိတဲ့ဒီ community ကလည်းအញ្ញကိုမှလက်တွဲကူညီထားတဲ့ community ဖြစ်တယ်ပေါ့เนาะ background လည်းမလိုဘူးဆိုတဲ့အခါမှာじゃပေါ့အញ្ញကိုသဘောကျသွားတယ်သဘောကျပြီးနောက်တစ်ခုကじゃတော့ဒီမှာကအာကိုယ့်ရဲ့ကလေးတွေပေါ့เนาะ အဲကိုကအဲအိတ်ထောင်ရှင်မတရားပြည့်တဲ့ခါမှာဆိုလို့ရှိရင်သာသမီတွေရလာတဲ့အချိန်သူတို့ထားခဲ့ပြီးအဝေးမှာလည်းလှုပ်သွားလို့ခြေဘူးပေါ့နော်အဝေးဆိုတဲ့ဟာတော့ကနီနီနာနာကဒီဘွယ်မြို့ပေါ်မှာတော့ကိုကသွားပြီးလို့ရှိရင်တနည်းတော့သူတို့ကလည်းရှိတယ်သူတို့နားမှာပဲနေရပြုစုဆောက်ရှောက်လို့တစ်ခါတော့သူတို့ရဲ့ဒီဆောက်ထားခြေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုရဲ့လှုပ်ဆိုင်ခြေအိမ်မှာနေရင်စီးပွားရေးတခုလည်းလုံးလို့ရတယ်ပြီးလို့ရှိရင်ကိုရဲ့ ရဆိုဆောက်ရှောင်းလို့ရတယ်အိမ်မုတ်ကိစ္စအနေနဲ့လို့ရတယ်အားမဆိုလို့ရှိရင်ဒါကအញ្ញံကိုပေါ့မှုလို့ပဲအရာတခုဖြစ်တယ်လေနော်ဒီလိုဟာမျိုးကကြတော့ဘယ်မှာမှသွားရှာလို့မရဘူးကျွန်တော်တို့ကအပြင်မှာလို့တခုလုံးမယ်ဆိုလို့ရှိတော့ဒီမှာကိုယ့်ရဲ့သတ်သမီးကိုထားခဲ့ရမှာဒီနေ့ကောနော်အာ9 to 5သွားမယ်ဆိုလို့ရှိတော့မှာသူတို့9 to 5ကကြတော့ဘယ်လိုခွာနေမှာလဲအဲ့လိုပုံစံမျိုးမဝေးခွာချေတဲ့အခါကျတော့ကိုကအချမ်းနီလန်းကိုယ့်ရဲ့အာ style lifestyle ကိုဘယ်လိုပြောင်းလဲဆိုတော့အောင်စေတရာတော့မှဖြစ်တယ်နော် ကိုနဲ့ကိုရဲ့သာသမီနဲ့ကအနေနဲ့ကက်ကက်နေရတဲ့အခြေကြတော့ဒါမတူဘူးလေပြုစုဆောင်ရှောင်းတဲ့ပုံစံချင်းကိုတိုင်မှမတူတဲ့တွေ့ကြမှုကိုဒါကြောင့်မလို့မိဘတိုင်းကကြတော့ကိုရဲ့သာသမီနားမှာပဲနေချေတဲ့ဆရာရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအတွက်လည်းကျွန်မကြူပြီးလို့ရှိရင်စဉ်းစားပြီးလောက်ကြိုက်ခဲ့တာဖြစ်တယ်နောက်တော့ကကြတော့သူ့မှာပဲစင်ခံစားခွက်ပေးထားတာပေါ့နော်ပဲစင်ခံစားခွက်ပေးထားတဲ့တွေ့ကြမှုတွေလည်းကျွန်မတို့တွေကလင်းကနဲ့အတွဲမှာလေကိုပဲစင်ရရှိအောင်ကြိုးစားလို့ရတယ် အသက်ကြီးမှစောင့်စီရမလို့ပဲเนาะဘယ်စဲကိုအသက်60အာ65နဲ့ပြည့်တဲ့ ठी ကိုစောင့်စီရမလို့ပဲနေကိုကြိုးစားရင်ကြိုးစားလို့ပဲစဉ်းစားတာပဲရှိတာဒီပဲစောင့်မလို့เนาะကျွန်တော်ဒီစီဝါရေးကိုစိတ်ဝင်စားပြီးလို့ရှိရင်ဝယ်ရလောက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့အဲကြိုက်ဆုံးအဓိကတော့ဟိုပါပေါ့เนาะသူဒါလောက်ဖို့တကယ်ပဲဖြစ်ပြီးလို့ရှိရင်လည်းပေါင်းညာရင်းကြရှိကြရှိပြောကြမှာလေကျွန်တော်တို့လည်းနာခံတွေ့ရှိ တိဆောက်လို့ရတဲ့ဇီဝရေးဖြစ်တဲ့ဆိုပြီးတော့ကိုကဝယ်ရအောင်လုပ်ကြိုက်ခဲ့တာဖြစ်ပါတယ်ကျေးဇူးများရှိတယ်ပါတယ်မဟုတ်ဘူးဆိုင်ကဘာအခုလိုမျိုးမြတ်ပြရတယ်အများကြီးကျေးဇူးတင်ပါတယ်ဒီထက်မှတည်ရှိနေတဲ့သူတိုင်းမိတ်ဆွေတွေများအားလုံးလည်းပေါ့နော်အခုလိုမျိုးအာတိုက်ဆိုင်မှုများရှိခဲ့လို့ရှင်ပေါ့နော်ဒီလိုမျိုးခေါ်အားယူလို့ရတယ်ပြီးလို့ရှင်လေ့လာလို့ရတယ်လို့သူကပြောချင်ပါတယ်ခေါ်အားလည်းရစီမှာဖြစ်တယ်ဆိုတော့အားဒီစားနေနေဆိုလို့ရှင်တော့ပါလားအဓိကတော့အခုချိန်မှဆိုလို့ရှင်ဝင်ဝင်တခုတည်းရတည်လို့မရတဲ့ခေတ်ဝင်ရောက်လာပြီ အဲ့ကြောင့် backup plan ဆိုတာလို့ကိုလိုအပ်လိုက်ပါတော့သူရဲ့ဖြစ်ဖြစ်အခုဆိုဆိုတွေ့နေရတာပေါ့နော်ဆိုတော့ဆေးရုံတွေမှာဆိုလို့ရှိရင်လေတချို့တွေဆိုရင်အဓိကပေါ့နော်လူတိုင်းရ depression တွေဖြစ်ကြတယ်တချို့တွေဆိုပေါ့လို့အဓိကသူတို့ရ depression ဖြစ်တဲ့အရာတွေငွေရေးကြေးရနေအချစ်ခါလည်းငွေရေးကြေးပေါ့နော်ငွေကြေးမပြည့်စုံမှုကနေစတင်တယ်တချို့တွေကလည်းအဲ့လိုပဲသူများတွေချီထားတဲ့ငွေတွေပြန်မပေးနိုင်လို့အဲ့တချို့တွေကလည်း long ကစားတွေလုပ်လို့အမျိုးမျိုးပေါ့နော်အဲ့ဒီငွေရေးကြေးပြဿနာနေပဲတော်တော်များများစကြတာရှိတယ် အဲ့ဒါကြောင့်အဓိကလည်းငွေကြေးဖူးလုံမှုလော်လာမှုရှိလို့ရှိရင်အာဒီအရာတွေကကိုယ်ဒီပလရှင်ဖြစ်နိုင်တယ်နောက်ဆိုပေါ့နော်ကိုယ့်ကိုယ်မကုစားနိုင်လို့ရှိရင်ကိုယ်စိတ်ကိုယ်ကမနိုင်လို့ရှိရင်နောက်ဆိုဆူဆိုင်ဆိုတဲ့အဆင့်ထိတော့ဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ကြောင့်ငွေကြေးရတာမကြိုက်တဲ့လူတွေမရှိဘူးထင်တာပဲအာသူများတွေကတော့ပြောချင်ပြောမှာပေါ့နော်ငွေကြေးကအရာရာတိုင်းမဖန်သေးနိုင်ဘူးဆိုတော့လေဥစားနေနေဆိုလို့ရှိရင်တော့ပေါ့နော်ငွေကြေးရှိငွေကြေးပြည့်ပြည့်စုံတဲ့လူကတော့ အာအဲ့ရရအားလုံးမဖန်ပြင်းနိုင်ပေမဲ့ပေါ့နော်ကိုလိုချင်တာကိုစားချင်တဲ့အရာတွေစားလို့ရတယ်အကိုဝက်ချင်တဲ့အရာကိုဝက်လို့ရတာပေါ့နော်ကိုနေချင်တဲ့ဘဝလေးပဲဥမာတိုက်နေကားနေနေချင်တယ်ဆိုလို့ရှိရင်ဘလို့ပြပတ်ဆက်ရှိတဲ့လူကပဲမျောလဲလို့ရတယ်လေနော်ပြီးလို့ရှိရင်ချစ်ချင်းမေတ္တာဆိုတဲ့အတိုင်းပဲအခုချေအရင်ခက်တော့ရတယ်အရာတွေဟိုဥစ္စာတွေမဝေ့တော့ဘူးချစ်ချင်းမေတ္တာတော့ပေါ့နော်ကိုကအဲ့လိုပေါ့နော်ပေးနိုင်ကမ်းနေတဲ့လူဆယ်ကိုပြီးတော့အာပြန်ပြီးတော့ရလကိုရတာပေါ့နော်ဥစ္စာထင်ရတာအဲ့လိုတွေယူဆတာဖြစ်တဲ့အတွက်ကြောင့်နော် အဲ့ကြောင့်ငွေကြေးပြည့်စုံမှုဆိုတာလူတိုင်းလူအပ်တယ်လို့ဆိုတာထင်တာပေါ့နော်အဲ့ကြောင့်ဆိုတာလေအတိုင်းပဲအချိန်နဲ့ငွေကြေးလွတ်လပ်မှုကိုသူကလူချင်းလို့အာဒီလိုငါလွတ်ကင်ချင်းဖြစ်တယ်ဒါအဲဒီခုကအခုကလက်ရှိလုပ်နေတဲ့အလုပ်ဆိုတာလေသူကဒီမှာဆိုလို့ရှိရင်အရွယ်ရှိတို့အာလွတ်ကင်နိုင်တို့သူကအများကြီးပြောတာပေါ့နော်အာလွတ်နိုင်တို့အခြေပဲကျမနေတို့အခြေပဲအဆင်ပြေပဲအကယ်၍ဒီသူနဲ့ပြုလုပ်ငန်းကျမရဲ့လုပ်ငန်းဆိုတာကလေကိုလွတ်နိုင်လာပါအောင်ဆိုအသက်60ပေါ့နော်အသက်60နောက်ပိုင်းဆိုလို့ရှိရင် ်ဘလိုအရက်ကိုအမိခွန်မှုဆိုတာလိုအပ်လာပြီပေါ့နော်အဲအကြောင်းတွေအနေနဲ့ဆိုလို့ရှိရင်အခုချိန်မှာအာအရွယ်ရှိတို့မှာကြိုးစားထားမယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ချက်တစ်ခါလို့ရှိရင်ပက်စင်အကန်းဆိုတာကိုအဲ့နေနေတော့အာကိုယ်ဝင်ငွေအားဒီကိုယ်အိတ်ထဲမှာရောက်နေရပေါ့နော်အဲ့လိုပုံစံနဲ့သူကဒီလုပ်ငန်းကိုဒီဆောက်ထားတာပေါ့နော်အဲအကြောင်းအခုချိန်မှာအဲ့ရပြက်ခံထားမယ်ဆိုလို့ရှိရင်ဒါနောက်တစ်ချက်ကြလို့ရှိရင်ကိုယ်အိတ်နေရင်းလဲအဝင်ငွေရနိုင်တယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ဇာတာဒီလိုမျိုးအခြေအငွေချေလွှတ်လာမှုကိုလိုချင်လို့ အာသူကိုမှရှိမှလဲသူများကိုလည်းကူညီပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲကြောင့်ပုံရလေးကိုကူညီပေးနိုင်လေဆိုတော့ပေါ့နော်သူကကြိုက်တဲ့အချက်ကဒီလုပ်ငန်းကကိုယ်အတွက်လုပ်သလိုမျိုးသူညာသူများတွေကိုလည်းကူညီပေးရရက်တဲ့လုပ်ငန်းလည်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေလည်းသဘောကျတယ်ပြီးလို့ရှိရင်ပူသွားတဲ့နေရာတိုင်းမှာ full letter internet ရှိလို့ရှိရင်ကြိုက်တဲ့နေရာမှာလုတ်ကင်လို့ရတယ်ဆိုတဲ့အိဒီယာလည်းဒီလုပ်ငန်းရဲ့အားသာချက်တစ်ခုဖြစ်မှဖြစ်တဲ့အတွက်ကြောင့် ကြာတဲ့အကျိုးရလာတဲ့အတော့အများကြီးပေါ့နော်ကြိုက်စရာတွေကတော့အဲ့ဒါတည်းပဲသူကဒီလိုငါရွတ်ချက်ချက်ဖြစ်တယ်ဆိုတာလည်းပြောပြချင်ပါတယ်အဆက်နောက်တစ်ခုအနေနဲ့ပေါ့နော်အမဆေလည်းအခုလုပ်ငန်းလုပ်လာတာပေါ့နော်ဖြစ်စတဲ့အာလုပ်လာတဲ့တတ်တတ်ချက်မှာပေါ့နော်ဘယ်လိုဖြစ်သူဆိုတော့သူဆိုရင်ဒီလုပ်ငန်းစတင်လုပ်ကင်တယ်သူဆိုလို့ရှိရင်လည်းဝင်ဝင်လို့ချင်လို့အာရလာပေမဲ့လည်းသူဆိုဒီလုပ်ငန်းကိုစိတ်မဝင်စားဘူးပေါ့နော် စိတ်ဝင်စားပါနဲ့ဝင်ဝင်လို့ချင်လို့တာရောက်လာတယ်။ဒါပေမဲ့လှုပ်ရင်းနဲ့စပို့ပြီးတော့ကြိုက်လာတဲ့သဘောကြလာတာပေါ့နော်။အဲ့လိုရှိတယ်။အမဆွေလို့ရှင်လဲသူစားထေးတာသူစားလို့မျိုးပဲ။အဲဒီလုပ်ငန်းလုပ်ကြရင်လည်းကိုယ်အကြိုက်တဲ့အချက်တွေကြိုက်ဆိုအချက်လေးတွေတော့ရှိမှာပဲပေါ့နော်။အဲ့ကြောင့်အမကြိုက်တဲ့အချက်ကဘာဖြစ်မှလဲ။ဒီအချက်ကဘာကြောင့်ကြိုက်တယ်လဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းလေး share ပေးပါဦးမယ်။ဟုတ်ကဲ့ပါ။ဒီလုပ်ငန်းကိုလွတ်လပ်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့ ကြိုက်ဆုံးအချက်ကကြတော့စစ်စာပေါ့နော်စစ်စာကိုကြိုက်တယ်အဲဒီစစ်စာရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရအများကြီးပဲပန်းစရာမလိုဘူးပေါ့နော်ချိတ်ကုန်စရာလည်းမလိုဘူးတက်တော့တက်တာနေဒီစီးပွားရေးကိုလွှမ်းလို့ရတယ်အဲ့ရဲ့ချက်ကိုလည်းသဘောကျတယ်အဲကိုကိုတိုင်အများကြီးပါဝင်ရတယ်ဆိုလို့ရှိရင်ကိုပဲဟိုဟာဖြစ်မှာလीနော်စိတ်ပြီးစမှုတွေညလာမယ် stress တွေညလာမှာအဲ့ဒီမဲ့ဒီမှာကိုကိုတိုင်နေရတိုင်းပါဝင်စရာမလိုဘူးပြီးလို့ရှိရင်အဲဒီ တခုကကြတော့ပြင်မှာဆိုလို့ရှိရင်စီရင်စီရပိုင်းဆိုင်ရာအကုန်လုံးကိုယ်တိုင်ကလုံဆောင်ရမှာဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်စီရင်စီရနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းဘာမှလောက်ကြိုက်စရာမလိုဘူးကျွန်တော်တို့တွေမှာဆိုလို့ရှိရင်ဒီကန်ဒတ်တွေတခုချေလိုက်ထားထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီအပိုင်းဆိုလို့ရှိရင်ဘာမှကျွန်တော်တို့တွေကအလောက်အကိုချော်ရွေးချင်းမရှိဘဲနဲ့ကိုယ့်ရဲ့ဒီစီရင်စီရပိုင်းဆိုင်ရာနဲ့ကိုယ်ကိုယ်တိုင်ကြိုက်ပွဲစရာဘယ်နဲ့ကိုယ့်ရဲ့ငွေချေကိုပိုက်ဆိုင်ခွင့်ရတာဖြစ်တယ်ပေါ့နော် ဒါလည်းလောကကိုယ်တိုင်မှာလွန်လာမှုတစ်မျိုးပဲလို့ဆိုချင်တယ်နောက်တော့ကျွန်တော်ဒီ training site ပေါ့ training site ဆိုတဲ့ဟာကျွန်တော်ကျွန်တော်ရွှေတွဲဖြစ်တယ်ပေါ့နော်ဒီ training site တခုလုံးကိုကျွန်တော်တို့ကပိုက်ဆိုင်ထားတဲ့ကြောင့်လို့ဒီထက်ရနေလို့ရှိရယ်ဝင်ငွေဘလောက်ထိဖန်တီးချင်လဲကိုယ့်ရဲ့ဝင်ငွေပေါ့နော်ကိုကိုရအောင်လုပ်နိုင်တယ်ပညာတွေအများကြီးသိနေနိုင်တယ်ဒီထက်ရနေလို့ရှိရင်ဒါကကြတော့ဒီ training site ကနေပြီးလို့ရှိရင်ကျွန်တော်တို့လည်းတစ်ပတ်လုံးစာလုံးမကုန်တဲ့အကြတခုကိုသူကပေးထားတာဖြစ်တဲ့အတွက်ကြောင့် เนาะဒီဟာလည်းကြိုက်တာဖြစ်တယ်ဒီကကျတော့ဒီဟာနေပညာရေးသိရင်းနဲ့အာကိုဟောက်ကိုချက်တွေပြီးလို့ရှိရင်စိုက်သူလို့လောက်ဆောင်လို့ရတဲ့အခါမှာဆိုလို့ရှိရင်တော့ဒါကဝေယံဝေချေးကလည်းကိုစီကိုရောက်လာမှာဖြစ်တယ်ပေါ့เนาะနောက်တစ်ခုကဒီမှာပေးနေတဲ့ဒီ community ကိုကြိုက်တာဖြစ်တယ် community မှာကတော့အာနှွေးထွေးမှုရှိတယ်အဲသူများလို့ဟိုတိုက်ခိုက်တာတွေပါရှိပေါ့နော်နှွေးထွေးမှုရှိတယ်တရားကိုမှရှိတဲ့ပညာကိုတခြားတရားတွေကိုဝေပြရမှာ အမြဲဟိုဟာဖြန့်ဝေပေးတယ်ပေါ့နော်ဝေငှပေးတယ်အဲအဲ့လိုပုံစံမျိုးနဲ့ကိုယ့်ရဲ့ဒီပညာတွေလေ့လာပိုင်းရလို့ပညာတွေတိုးတက်အောင်ဥစားနေရတယ်သူတို့တွေအောင်မြင်ပြီးသားဆိုလို့ရှိရင်သူတို့ကဘယ်လိုပုံစံနဲ့အောင်မြင်လာတယ်အဲသူတို့ကဘယ်လိုလမ်းကြောင်းနဲ့ပေါ့နော်အာသွားလာတယ်ဆိုတော့ကြောက်ရွံ့နေပေါ့လို့ညပေးတယ်ဒီလိုရှိဒီဟာကြောင့်ပို့ဆောင်တဲ့အွဲကြောင့်မလို့ဒီ social media ခုတော့ရေးတော့ကအာဘလို့ lower ကိုတိုင်မှာ detail ပေါ့နော် up to date ဖြစ်နေတဲ့ဟာစအကုန်လုံးကိုဒါကသူများတွေ အာငါငါလိုပဲအာတော်ကြလို့ရှိရင်ငါတယောက်ပဲဒီဟောင်းကုန်ပြီလို့ရှိရင်ငါတယောက်သေးပဲဝင်ဝေးဒီစားမယ်ငါတယောက်သေးမဲ့ပိုင်ဆိုင်နေဆိုတဲ့အတွေ့မရှိဘူးပေါ့နော်ဒီမှာကတော့ငါလည်းအောင်မြင်တယ်ငါလည်းဒီဟာနဲ့တိုးတက်တယ်ဆိုလို့ရှိရင်ဒါဒီ business partner နဲ့အကုန်လုံးရဝေးပြီးတဲ့အတွက်ကြောင့်လို့အကုန်လုံးကလည်းဓာတ်လူစူးစမ်းပိုက်ပွဲရှိတယ်ဓာတ်လူဆောက်ယူပိုက်ပွဲရှိတယ်ပေါ့နော်တယောက်နဲ့တယောက် အာငါဘယ်တော့ပဲတိုးတက်နေပဲစေနေတော့ကိုမသိပေးဘူးဆိုတော့အတွေးမရှိဘူးကွာဒီကပြောရမယ်ဆိုရှင်ထိတ်ချန်ထားတဲ့ဟာမရှိဘူးပေါ့နော်အဲ့လိုကြောက်ရမျိုးလည်းပဲသဘောကျတယ်ပဲဒါကြောင့်မို့လို့ပေါ့နော်လောက်လာတဲ့သက်သာတဲ့ရှောင်းလို့ဆိုရှင်တော့ကြိုင်နေတဲ့အကြာတွေကတော့အများကြီးပေါ့ကိုကိုဘက်ဘက်ကနေပြီးလို့ရှင်တိုးတက်မှုတွေကကြောင့်အများကြီးပေးရင်ဒီထိမှဒီထဲမှာမှပေါ့နော် sister ကိုကြိုက်တယ်ဒီ training site ကိုပိုက်ကြိုက်တယ်ဒီရှင်ကျွန်မ community ခုလုံးကိုကြိုက်တာပေါ့နော်ကျွန်မပြောတာအဲထဲတောင် ရားရေးတော့မှသာပေးတာဖြစ်တယ်ဒီကျွန်တော်တို့ရရှိတဲ့အရာကားပေါ့နော်ဒါကျွန်တော်ကျွန်မကြိုက်ဆုံးအရာဒီကြိုက်တော့ share လုပ်ပေးတာဖြစ်ပါတယ်နော်ဒီလိုအားရပါတယ်မှတ်စက်ကဲပါမှတ်တယ်လည်းဇာနဲ့အကြိုက်တူပါသေးလားသူစားလည်းပေါ့နော်ဒီလွတ်ငါလွတ်ခဲ့ပြီးနောက်ပိုင်းမှဆိုလို့ရေသူစားရဲ့ ဝါဖို49ဒေါ်လာပေးပြီးတာနေပေါ့နော်အဲ့ glue တကူရောက်သွားတာနေတော့မှာအရင် amazing ဖြစ်သွားတယ်သူဘာဖြစ်လို့လဲဆိုတော့သူတို့တော်တော်များများပေါ့နော်သူတို့ကြိုဆိုတယ်အဲ့တည်းမှာဆိုတော့ welcome နေ congratulation နေပေါ့နော်အပြစ်မှဆိုလို့ရှိရင်သူတို့ကြောင်းရဲ့ကွန်ထန်းနေဆိုတော့များများအပြစ်မှဆိုလို့ရှိရင်ပေါ့နော်တကူကူလူတယောက်ကရာထူးတက်တာတို့ပဲဖြစ်ဖြစ်တကူကူဝင်ငွေရပေါ့နော်ဥပမာလဆာ ရထူးတူချင်းတော်မှတချို့တွေဆိုရင် performing နဲ့တော်ပြီးတော့လက်စားတိုးရတဲ့လူတွေရှိတယ်ဒီနေကမှာဆိုလို့ဆိုတချို့တွေဆိုရင်သူကဘာဖြစ်လို့ဘာညာအဲ့လိုတွေပေါ့နော်သူများလက်စားတိုးတာလည်းမနာလိုတဲ့လူတွေရှိတယ် bonus pay တာကိုလည်းမနာလိုတဲ့လူတွေအများကြီးသူတို့ပတ်ဝန်းကျင်မှာတွေ့နေရမြင်နေရတဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ glue တမရောက်ခဲ့တဲ့ချိန်မှာဆိုတော့အော်ဒီလိုမျိုးတကယ်အဲ့လိုပေါ့နော်ခြူစင်တဲ့ပတ်ဝန်းကျင်ပေါ့နော်မနာလိုတော့သူစိတ်ကိမ့်မဲ့တဲ့ပတ်ဝန်းကျင်နဲ့တွေ့ရပါလားဆိုပြီးတော့ကိုယ်ကလည်းကိုအရန်ကို ပြောသွားစေတယ်ပေါ့နော်အဲ့ရန်သူဒီ community လဲသူကအရင်သဘောကျတယ်မှာပါတယ်ပြီးလို့ရှိရင်ခုနအမပြောလေး sister ဆိုတဲ့အရာလဲပေါ့နော်သူကလို့ဆိုရင်အခုလက်ရှိအလုပ်တစ်ဖက်နေလွတ်နေတဲ့လူတစ်ခါတည်းကကိုက net duty ဆင်းနေထိတော်မှာပေါ့နော်ကိုက busy နေတယ်လူနာတွေဆိုတဲ့ပတဲ့အများကအနေရှင်တွေကလာနေတဲ့ချိန်ပဲ sister ကိုတော့လွတ်လွတ်ပေးနေတော့တွေ့ရတယ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေကလည်းတွေ့ divorce ဆက်ပြီးအလုပ်လွတ်ပေးတဲ့အရာလဲအရင်သဘောကျတယ်ပေါ့နော် training site တွေကလည်းအများကအတူတူဖြစ်နေတဲ့ training site ကိုလစ်လာရင်လစ်လာသူတို့သင်ယူရသေးလို့ ကိုတော့အကျိုးများတယ်ပဲပေးနေတယ်လုပ်ငန်းဖြစ်တယ်အများအား continuous learning ဆိုတဲ့အတိုင်းအဆင့်ပြတ်သိရလည်လာနေတယ်အသက်သေသွားတဲ့အထိပေါ့နော်အသက်ရှင်နေသေးအများအားသိရလည်လာလို့ရတယ် training site ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလည်းအများသဘောကျတယ်မှာပါပေါ့နော်အားရသူစားရဲ့အကြိုက်တွေကလည်းတော်တော်လေးအမှန်နဲ့တူတယ်လို့ပြောချင်တာပေါ့နော်အဲ့ဒါတည်းသူအများကြိုက်တယ်အားကျော်ပေါ့နော်သူစားတွေရဲ့ like ကလေးကိုမှတ်သွားလိုက်အခြေသိမရဘူးဆိုတော့အာသူတို့ရဲ့ live ကို teach နေတဲ့မိတ်ဆွေများအားလုံးဒီလုပ်ငန်းကိုစိတ်ဝင်စားနေတဲ့သူတွေပေါ့နော်ဘယ်သူပဲဝါဖြစ်ဖြစ်စိတ်ဝင်စားလို့ရှိရင်ဒါသူကြောင့်မလဲသူစားရဲ့ website ရှိတယ်မှတ်သွင်းမှာလည်းမှတ်သွင်း website ရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်နာမည်နဲ့ကြည့်မယ် register လုပ်ပြီးတော့ free webinar နဲ့အာစတင်ပြီးတော့လေ့လာပါအဲ့ဒါဆိုမိနဲ့60ရှိတာပေါ့နော်ကိုက group ရဲ့ business ဖြစ်တဲ့အတွက်ကြောင့်အင်္ဂလိပ်စာကိုအင်္ဂလိပ်ဘာသာသုံးပြတာဖြစ်လို့သူဆိုတော့ကိုမြန်မာလိုနဲ့နားထောင်ချစ်တယ်ဆိုလို့ရှိရင်လည်းမေးလို့ရပါတယ်ဒီလိုရှိရင်လည်းနောက်တစ်ဆက်အနေနဲ့မပါဘူးတယောက်အနေနဲ့လေ့လာလို့ရတာပေါ့နော်မပါ fee အ149ဒေါ်လာ ပေးပြီးတော့သူကဒါတလတိတိအခြေပေးထားပါတယ် အဲ့ဒီမှာဆိုကိုကလစ်လာပြီးလို့ပေါ့နော်ကိုကြိုက်လို့ရှင်လားဆက်လို့မကြိုက်လို့ရှင်လားပြန်ထုတ်လို့ရတယ်ဖြစ်တဲ့အတွက်ကြောင့်အာကိုကလစ်လာလို့လဲလိုကအချင်းချင်းဖြစ်သွားဘူးအ내ဆိုရတာဒီလိုငါကဘာလို့ငါလဲဘာတွေလို့ရတယ်လဲဝင်ငွေရလမ်းကြောပဲနေခုရှိတယ်လဲကော်မရှင်ပလန်ဘလို့လဲတကယ်လုပ်နေတဲ့သူတွေကလဲအောင်မြင်ရလားဆိုတဲ့အရာနဲ့ပတ်သက်ပြီးတာသိစိတ်သိရှိခွင့် သိရှိရမှာဖြစ်တာပေါ့နော်သိခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်အဲကြောင့်တကယ်လစ်လာချင်တဲ့သူတွေဆိုလို့ရှင်ဒါကိုယ်တိုင်ကိုကြအာလစ်လာပြီးတော့ action ယူပါလို့ပြောချင်ပါတယ်ပြီးလို့ရှင်ဒီ kick ကလည်းအခုစအသက်လည်းတစ်နှစ်ကြီးလာပြီးအရင်တော့ကမလုပ်ဖူးပေးတဲ့အရာတခုဆိုလို့ရှင်တော့အခုချိန်မှာနည်းနည်း risk ယူပြီးတော့ပေါ့နော် user လည်းလုရှင်တယ်ဘယ်လိုဖြစ်ကုလို့ချင်တဲ့ဘဝရဲ့အနာဂတ်လှပတဲ့အာကိုရဲ့အိမ်မက်လေးလည်းကိုကို follow ရတယ်ဆိုတော့ပြည့်ပြည့်ချင်းပါတယ်ကျေးဇူးတင်ပါတယ်အမအနေနဲ့ပါပြောချင်သေးလဲချိန်ရှိသေးလား ဟုတ်ကဲ့ပါအလိုပဲကျေးဇူးတင်ပါတယ်ဆရာသူတို့ like ဆုတ်ကပ်ပြီနော် okay bye bye ဟုတ်ကဲ့ပါ thank you ပါသူတို့ like လေးမှာ power အပြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်